မင်္ဂလာပါမနေ့ပြန်ခொနီယသာရမီများတို့အသေးအတာစာဝင်ရှောင်းဝင်များကိုစတင်ပြောကြားပေးပါတော့မယ်တနင်္ဂနွေသာရမီများတို့ယနေ့မှာတော့အိုးရင်စာဦးနေရာပြုပြင်ပြင်ဆင်ရတတ်ပါတယ်အလုံးမှာစိတ်ညစ်စရာစိတ်ရှုပ်စရာများနဲ့ကြုံတွေ့ရတတ်ပါတယ်လက်တစ်ဖက်မှာနာတရဖြစ်တတ်ပါတယ်ဖျားပုံတော့ရဟနာပုံတော့ညအင်ကိုကြွလာရင်၄ဆ၆ဆုံးထိထိုးပေးပါ အခြေအနေမှာတော့ယူဆတွေကွဲလွဲနေတတ်ပါတယ် ခံကောင်းတဲ့ရောင်းတော့အစိမ်းရောင်းတဲ့အပြာရောင်းဖြစ်ပါတယ်။ကေရီယာနေနေရတော့မိမိရဖျားမှာတတိ60ကလို့ပူဇော်ပေးပါ။တနင်္လာသားသမီးများတို့ယနေ့မှာတော့အဖက်ဖက်ကနေပြီးတော့ကံအခွင့်လန်းအလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်။အာယုံကြောမျက်စိနဲ့ပတ်သက်ပြီးတော့ဝေဒနာခံစားရတတ်ပါလေ။အချင်းရေးမှာတော့ကြည်နုချမ်းမြေ့စရာများနဲ့ကြုံတွေ့ရတတ်ပြီးတော့အိမ်တော်ရေးမှာတော့အဆင်မပြေမှုလေးတွေများနေတတ်ပါတယ်။ခေါင်းမူကောင်းကောက်ဖြစ်တတ်ပါတယ်။ ပေါင်းရှစ်ပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်းတော့အပြာရောင်ဖြစ်ပါတယ်။ရေရအနေနဲ့တော့မိမိရဲ့ပြန်မှာကောင်းချမောင်းကတ်လို့ပူဇော်ပေးပါ။အင်္ဂါသားသမီးများတို့ယနေ့မှာတော့စိတ်ချမ်းသာစရာတွေအောင်မြင်မှုတွေကြီးနူးဝမ်းမြောက်မှုတွေနဲ့ကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်။အပပကနေပြီးတော့အချိန်တွေကောင်းများပေးလာပါလိမ့်မယ်။ဘာပဲလို့လို့ရေရတာလုပ်ပေးပါ။ကံအခွင့်အလမ်းအလွန်ကောင်းတဲ့နေလေးဖြစ်ပါတယ်။လက်ရှိနာတာအောက်နာမျိုးတွေဖြစ်တတ်ပါတယ်။ အချင်းရင်းမှာတော့ကြာလေအနေဝေးတက်ပါတယ်။နေလေးပါတဲ့ကဏ္ဍများအကျိုးပေးပြီးတော့ကံကောင်းတဲ့အရာတော့အဖြစ်အောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့ကတော့မိမိရဲ့အင်ရဖျားမှာတီးဆောင်ကိတ်ကလို့ပူဇော်ပေးပါ။ဘုံတော်ဥသာရမင်းများဆိုယနေ့မှာတော့ဝမ်းသာစရာတွေအာမင်မှုတွေဇက်လိုက်ကြုံတွေ့ရမယ့်နေမျိုးလေးဖြစ်ပါတယ်။ရွှေရေတနာအလှကုံအလှပြင်ဆိုင်အနုပညာနဲ့သက်ဆိုင်တဲ့အလုပ်များအထူးအောင်မြင်ပါလိမ့်မယ်။ကိုယ်လက်ရရနာမျိုးတွေဖြစ်တတ်ပါတယ်။ နှစ်ကိုးပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့ရွှေဝါရောင်ဖြစ်ပါတယ်။ရေရရာအနေနဲ့ကတော့မိမိရဖျားမှာစီမီကားတိုင်းကတ်လို့ပူဇော်ပေးပါ။ကျာရာပရိသတ်သမီးများတို့ယနေ့မှာတော့အနောက်ရှက်အပြိုင်ဆိုင်များနဲ့ဂျုံတွေ့ရတတ်ပါတယ်။စကားပြောဆိုညှင်းခေါ်တတ်ပါတယ်။အလုံးမှာမိမိနဲ့အယူဆကွဲလွဲပြီးတော့အစင်မပြေတာမျိုးတွေဖြစ်တတ်ပါတယ်။ကောင်းတဲ့ချမ်းကြိုက်တတ်ပါတယ်။အချင်းရင်းမှာတော့ဝေးလေကောင်းလိမ့်မျိုးဖြစ်ပါတယ်။ အိမ်တော်ကြီးမှာတော့တာယာနေပါလိမ့်မယ်။သုံးခွန်ပါတဲ့ကနေ့များအကျိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနည်းရင်းအရာဖြစ်ပါတယ်။ရေရေအနည်းနဲ့ကတော့မိမိရဖျက်မှာဖျဲဒီသုံးစိတ်ကလည်းပူဇော်ပေးပါ။တောက်ကြသားသမီးများတော့ယနေ့မှာတော့အလုပ်မှာစိတ်ညစ်စရာဆိတ်ရှုပ်စရာများကြုံတွေ့ရတတ်ပါတယ်။ငွေကြေးနေရာထိုင်ခင်းနဲ့ပတ်သက်ပြီးတော့စိတ်ရှည်တီးခတ်မယ်နေမျိုးလေးဖြစ်ပါတယ်။မြေအမွေဖုံးအထည်အထိပ်ဖဏ၊ညှက်စက်နဲ့ပတ်သက်တဲ့ကိစ္စတွေမှာတော့အောင်မြင်ပါလိမ့်မယ်။ အချင်းကြီးမှာတော့အထင်လွဲစရာများနဲ့ကြုံတွေ့ရတတ်ပါတယ်အပူလောင်တတ်ပါတယ်နှစ်လေးပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အနီရောင်ဖြစ်ပါတယ်ရေဒီယာအနေနဲ့ကတော့မိမိရဖျက်မှာအုံယုံငါးကိုကတ်လို့ပူဇော်ပေးပါစနေသားတမိများတော့ယနေ့မှာတော့အလုံးမှာနာမည်ဂုဏ်သတင်းကြော်ကြားပါလိမ့်မယ်အလုံးနဲ့ပတ်သက်ပြီးတော့ကံအခွင့်လန့်ဖက်ဖက်ကနေပြီးတော့ကောင်းပါလိမ့်မယ် စီးပွားရေးလူမှုရေးကိစ္စများအားလုံးအဆင်ပြေနေမယ့်နေ့လေးမျိုးလေးဖြစ်ပါတယ်။ကိုလက်ရရနာမျိုးတွေဖြစ်တတ်ပါတယ်။ချက်တူစရာနေပြီးတော့သတင်းကောင်းများကြားတတ်ပါတယ်။ငါကိုပါတဲ့ကဏ္ဍများအချိုးပေးပြီးတော့ကံကောင်းတဲ့ရောင်တော့အဝါရောင်နဲ့အနက်ရောင်ဖြစ်ပါတယ်။ရေတရာအနေနဲ့တော့မိမိရံဖျားမှာမွေးကားကတ်လို့ပူဇော်ပေးပါ။အားလုံးကြားမှချမ်းသာကြပါစေ။